ဒီတော့ထိုင်းရှူရမှာတခုလေးခဏပြောမေးသွားဖောက်ဖို့ပိဖို့တိတ်မထင်ရှားတော့အစမှာတချို့ကထင်ရှားအောင်ဆိုပြီးတော့ပိုးဖောင်းလာအားပြုပြီးတော့အသက်ကိုရှူတယ်ဆိုက်ချုပ်တယ်အသက်ကိုပြုရပြီးရှူတာပေါ့အဲ့ဒါလို့မလုပ်ရပါဘူးအဲ့ဒါလို့လုပ်ရမှာပါတယ်ဘာကြောင့်လဲဆိုတော့ဝိပဿနာဆိုတာတဘာဝ တိုင်ရှိနေတဲ့သဘောကိုသူ့သဘောဝတိုင်းသိအောင်ရှုနေတာဖြစ်တဲ့အတွက်ပြုရင်အဲ့ဒါသူ့သဘောဝမဟုတ်တော့ဒါအဲ့ဒါလိုအသက်ကိုပြင်းပြင်းရှုတယ်မြန်မြန်ရှုတယ်ဘောဘိဘောဘုပ္ပုထေရှားဆိုပြီးတော့အဲ့ဒါလိုရှုရင်မကြခင်မောလာပါတယ်မကြခင်မောလာတဲ့အခါကျတော့မရှုနိုင်တော့တခါ အဲဒါလိုပြုနေရှုတာဖြစ်တဲ့အတွက်ယံပဉ္စကဖြည့်ပြီးရှုလိုက်မမှန်ရှုလိုက်ယံပဉ္စကမြန်မြန်ရှုလိုက်ယံပဉ္စကသာသာရှုလိုက်ယံပဉ္စကပြင်းပြင်းထန်ထန်ရှုလိုက်တဲ့အဲလိုရှုတာမပန်းတော့ရှုရတဲ့စိတ်ဟာလည်းတမာရီဖြစ်တဲ့တော့မဖြစ်ပါဘူး။ဒါကြောင့်မလို့အဲဒါလိုဘောင်းဖို့ပဲဘူးမထင်ရှားတဲ့အတွက်ထင်ရှားအောင်ဆိုပြီးတော့ပြုပြင်အားပြုပြီးမရှုရဘူး။ဘာလို့ရမလဲဆိုတော့ခေါ်တယ်လို့လက်လေးတစ်ဖက် ောင်းဖို့ပြောရှိရဝမ်းပိုက်ပေါ်မှာအသာအုပ်ပြီးတော့တင်ထားအုပ်ပြီးတင်ထားပြီးတင်ထားလိုက်တဲ့အခါကျတော့ဖွားပေါ်လေးကျတော့ဝမ်းပိုက်ကဖောင်းကျွတ်တက်လာတော့တဖြည်းဖြည်းလက်ကအထက်ကျွတ်တက်လာတယ်အဲ့ဒါအသီးမှပြုတ်ပြီးတော့ဖောင်းတယ်လို့ရှိရုံဝမ်းပိုက်ကတဖြည်းဖြည်းပြန်ရော့ကြတော့လက်ကလည်းတဖြည်းဖြည်းအတွင်းမှပြန်ရော့သွားတယ်အဲ့ဒါအသီးစိတ်ကပတ်ထားပြီးတော့ ပိန်တယ်လို့ရှိလို့ဖောင်းနေပိန်နေဒါအစာဥပမာအဲ့လိုလေ့ကျင့်လိုက်လို့ရှိရင်နောက်ကိုယ်ကလည်းရှိမှတ်တာကလည်းအသာကြလားမှန်းလာတယ်စိတ်ကလည်းတမာရီဖြစ်တော့ဖြစ်ငြိမ်တော့ငြိမ်လာတယ်အဲ့လိုဆိုတဲ့အခါကျတော့လက်မပါဘဲနဲ့ဖောင်းဖို့ပိန်ဖို့ကိုတဖြည်းဖြည်းထင်းထင်းရှားရှားသိလာအဲ့ဒီမှာစနေချာချာတည်လာတော့အဲ့ဒီခါမှာဘောင်းမှုပိတ်မှုကိုရှုနိုင်လာတယ်။အဲ့ဒါလိုကြအောင်မရှုနိုင်တဲ့ပုံကိုကြတော့ ောင်းမှုပိတ်မှုကိုရှုနေတော့ထိုင်နာနဲ့ထိတာတည်းရာရှုထိုင်နေဆိုတာထောင်းတော်မမအောက်ပိုင်းခွေခွေထဲပိုင်းထောင်းတော်မမသဘောရှိတာထောင်းတော်မမသဘောကိုထိုင်နေလို့ခေါ်ပါတယ်လို့ထာဂရကဆိုတယ်လူရင်းကတော့ထဲပိုင်းကထောင်းတော်ခန္ဓာကိုယ်ထောင်းတော်မမသဘောကိုပြန်ပြီးအာရုံပြုလိုက်ရင်ထိုင်နေတယ်လို့သိရဲအဲ့ဒါကိုပဲထိုင်တယ်လို့ယူရုံပဲ ထိတဲ့ဆိုတော့အောက်ကထိတင်ကြခန္ဓာကိုယ်မှာထိတဲ့နေရာတွေ